မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ19ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ ERD တိုင်းပသိမ်မြို့ရဲသတင်းတပ်ဖွဲ့ရုံးမှဌာနဆိုင်ရာသတင်းပေါက်ကြားမှုတန်တရားနဲ့ဖမ်းဆီးစစ်ဆေးခံနေရတဲ့ရဲတပ်ချက်ကြီးမင်းမင်းကစစ်ဆေးရေးအရာရှိဒူရဲမှုကြီးအောင်နေလေးအပါဝင်ရဲအရာရှိ၃ကိုဓာတ်နဲ့ထိုးခဲ့ရာ ဒူရဲမှုအောင်ကိုမင်းသိမ့်ဆုံးပြီးတော့ကျန်းတဲ့ရဲအရာရှိနှစ်ဦးဟာလည်းဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ18ရက်နေ့မနက်၄နာရီအချိန်ကမှပသိမ်မြို့အမှတ်9ရပ်ကွက်မှာရှိတဲ့ရဲတရင်တပ်ဖွဲ့ရုံးမှာနေပြည်တော်ကနေဆင်းလာတဲ့ဒူရဲမှုကြီးအောင်နေလင်းဒူရဲမှုဇော်မင်းဒူရဲမှုအောင်ကိုမင်းတို့ဖမ်းဆီးစစ်ဆေးခံနေရတဲ့ပသိမ်မြို့ရဲတရင်တပ်ဖွဲ့ဝင်တက်ကြွကြီးမင်းမင်းက ဒါနဲ့လိုက်လံထိုးခဲ့တယ်လို့သိရပါဗျ။ဒူရဲမှုအောက်ကိုမင်းဟာဒါနဲ့လေဘင်းကိုထိုးခံရကတေဆုံးသွားတယ်လို့သိရပါဗျ။ဒူရဲမှုကြီးအောင်နေလင်းကတော့ဒါနဲ့ထိုးခံရတဲ့အတော့ဘိုက်ပွင့်ထွက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒူရဲမှုဇော်မင်းကတော့ဒါနဲ့ထိုးခံရတဲ့အတော့ဘိုက်ရှက်တိထိုးသွင်းဒဏ်ရာပေါင်ထိုးသွင်းဒဏ်ရာတို့နဲ့၎င်းပသိမ်ဆေးုံကြီးကိုတင်ပို့လိုက်ရတယ်လို့သိရပါဗျ။ဒါနဲ့ထိုးတဲ့တက်ချက်ကြီးမင်းမင်းကပသိမ်မှာတာဝန်ကျနေတာတော်တော်ကြာပြီ။တောက်လျှောက်ပသိမ်မှာနေတာဆရာကြီးတွေဘလို့ဖြစ်လဲတော့မသိဘူး။ဒါနဲ့ထိုးလို့ ဒူရဲမှုအောင်ကိုမင်းတယောက်ပဲသေးတာလေဘဲကိုထုံးမိသွားတာဒူရဲမှုဇော်မင်းကဘိုက်ရှက်ထိနဲ့ပေါင်ကိုထုံးမိတာသူကဒဏ်ရာသိမ်းမကြည့်ဘူး လူရဲမှုကြီးနေလင်းအောင်ကတော့ဗိုက်ပွင့်သွားတာသူကလည်းပြန်တက်တာလာပြီလို့သိရတယ်လို့ရဲတပ်ဖွဲ့သတင်းအေးမြစ်ကပြောဆိုထားပါတယ်အခုလိုမျိုးအရာရှိ၃ဦးကိုဓာတ်နဲ့ထိုးခဲ့တဲ့တက်ချက်ကြီးမင်းမင်းဟာမနက်ပိုင်းမှာထွက်ပြေးခဲ့တော့လဲညနေပိုင်းမှာပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်ဓာတ်နဲ့ထိုးတဲ့ဖြစ်စဉ်အပါအဝင်သတင်းပေါက်ကြားမှုရခိုင်ပြည်နယ်အတွင်းမှာ၁၃စီများခိုးသွင်းမှုတို့နဲ့ပတ်သက်ပြီးတော့၎င်းကိုထပ်မံစစ်ဆေးရန်လူရဲမှုကြီးအောင်နေမျိုးကိုဆက်လက်ပြီးတော့တာဝန်ပေးထားတယ်လို့သိရပါတယ်အခုဓာတ်နဲ့ထိုးတဲ့တက်ချက်ကြီးမင်းမင်းကပသိမ်မှာတာဝန်ကျနေတာ၁၈နှစ်လောက်ရှိပြီ သူကလောင်ကစားမူရစ်စေးတင့်ပေါင်ခိုးစီမောင်ခိုးလုပ်ငန်းတွေစီကနေပြီးတော့ပတ်စံယူပြီးလှူစားနေတာကြားပြီးစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတော်လိုင်းအင်အားစုတွေရဲ့တော်တော်များများလဲသူ့ကြောင့်ဖမ်းဆီးခါရတာတွေရှိတယ်မိသားစုဝင်တွေကိုလည်းငွေညစ်တာတွေရှိတယ်လို့ပသိမ်အခြေစိုက်တော်လိုင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်ပသိမ်မြို့မှာရှိတဲ့ရဲတပ်ဖွဲ့ဝင်များကိုရခိုင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်ကိုဆေးလွတ်မဲ့သတင်းပေါက်ကြားမှုနဲ့ရခိုင်ပြည်နယ်အတွင်းကို73စီများခိုးသွင်းနေတယ်ဆိုတဲ့တိုင်ကြားချက်များကြောင့်ရဲတပ်ကြကြီးမင်းမင်းနဲ့ရဲသတင်းတပ်ဖွဲ့ဝင်တပ်ကြကြီးဇော်ကြီးတို့ကို နေပြည်တော်ကဖမ်းဆီးစစ်ဆေးရန်လှုံ့ဆောင်ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ရဲတပ်ချက်ဇော်ကြီးကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတော့ရဲတပ်ချက်ကြီးမင်းမင်းတဦးတည်းသာဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့စစ်ရေးနိုင်ငံရေးအရာပူးပေါင်းခြင်းမန္တလေးနဲ့တောင်ကြီးကိုထိုးစစ်ဆင်တိုက်ခိုက်ခြင်းများပြုလုပ်ရန်မရှိတော့လဲ MNDAA အနေနဲ့ ်မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ဆက်လက်ပြီးတော့စွဲကင်သွားမှာဖြစ်ကြောင်း MNDAA ကတရားဝင်ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ MNDAA ရဲ့စစ်မှန်သောကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုတဲ့နိုင်ငံရေးဥတီချက်ကိုလုံးဝပြောင်းလဲမှာမဟုတ်ကြောင်းနိုင်ငံတော်ကခွဲထွက်ခြင်းနိုင်ငံတော်ရဲ့အာဏာကိုလုယူခြင်းလွတ်လပ်ရေးယူပြီးတော့နိုင်ငံအသက်ကိုထူထောင်ခြင်းများကိုလုံးဝပြုလုပ်မှာမဟုတ်ကြောင်းပြောဆိုထားပါရယ်။တရုတ်သို့မဟုတ်မြန်မာကိုစန့်ကျင်တဲ့နိုင်ငံသားအတိုင်းဝိုင်းနဲ့မပူးပေါင်းခြင်းမဆက်ဆံခြင်း ်မဟာမိတ်မဖွဲ့ခြင်းဟာ MNDAA ရဲ့နိုင်ငံရေး red line ဖြစ်ကြောင်း MNDAA ကပြောဆိုထားပါတယ်တရုတ်နိုင်ငံအနေနဲ့လက်ရှိတနေ့ထက်တနေ့ပုံမဆိုးဝါလာတဲ့မြန်မာနိုင်ငံရဲ့အခြေအနေကို ဂျားဝင်စိတ်ဆက်ဖြည့်ရှင်းပေးရန် MNDA ကအထူးမြေတာရက်ခံတယ်လို့သိရပါတယ်။ MNDA အနေနဲ့လဲချက်ချင်းအပြစ်ခတ်ရက်စဲရေးတရုတ်နိုင်ငံနဲ့တိုက်တက်ကြွကြွပူးပေါင်းပြည်ပခများကိုနိုင်ငံရေးတွဲဆုံဆွေးနွေးတဲ့လမ်းစဉ်နဲ့အပြေရှာဖြည့်ရှင်းသွားမှာဖြစ်ကြောင်း MNDA ကကြေညာထားပါတယ်။လက်ရှိတရုတ်နိုင်ငံကမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲအပေါ်ဖိအားကြီးကြီးမားမားပေးနေပြီးတော့နေဆက်များကိုတစ်ဖက်သက်ပိတ်ပင်မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။တရုတ်ရဲ့ဖိအားပေးမှုဟာမြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များအားလုံးအပေါ်ကိုပိတ်ရောက်မှုရှိနေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့နှီးဆက်တဲ့သတင်းအရင်းတွေကရှင်းပြထားပါတယ်။တရုတ်ရဲ့ဖီအားကတော်တော်လေးကိုကြီးပါတယ်။ဖီအားဆိုတာထက်ချင်းချောက်မှုလို့တောင်မှအဆင့်တက်လို့ရမယ်အခြေအနေမျိုးရှိပါတယ်။ဒီလိုအခြေအနေရောက်လာတာကပြည်သူလူထုရဲ့ပူးပေါင်းပေးမှုကြောင့်ရောက်လာပေမဲ့လည်းတစ်ဖက်မှာတရုတ်ရဲ့အလွန်ပြင်းထန်တဲ့ဖီအားကရှိနေတော့ဘလို့မကိုညင်းလို့မရပါဘူးလို့မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့နှီးဆက်တဲ့သတင်းအရင်းတွေကရှင်းလင်းပြောဆိုထားပါတယ်။ MNDA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲ့က2023ခုနှစ်အောက်တိုဘာလ10ရက်နေ့ကစတင်ပြီးတော့1027ဆစ်စင်ရေးစတင်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့လောက်ကိုင်းအပါအဝင်မြို့အများပြားကိုတင်ပိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ယာယီအပြစ်ခတ်ရဲစဲက1027ဒုတိယလှိုင်းနဲ့လာရှုံမြို့နယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခကိုတိုက်ခိုက်တင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အချက်ပဲစစ်ကောင်စီကလာရှုံရမခစစ်ဌာနချုပ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြောက်ပိုင်းမဟာမိတ်၃ဘက်တိမ့်ပိုက်ထားတဲ့နယ်မြေများကိုပြန်လည်ရရှိရေးအတွက်နိုင်ငံတော်အဆင့်ရန်တိုင်းမင်းစိတ်ဆင်ရေးကိုစက်တဘာလတရက်နေ့မှာစတင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့လာရှိုးနမ်ခမ်းအပါအဝင်လက်လွတ်ဆုံးရှုံးထားရတဲ့နယ်မြေများကိုပြန်လည်ရရှိစေရန်အတွက်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများကိုတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်ရက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်တန်ဖြူစည်မြို့နယ်အတွင်းစခန်းကြီးယူရနယ်ရဲတကုံယူဟာချားမှာအချမ်းမဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို၃ချိန်တိုက်ခိုက်ခဲ့ရာစစ်သား၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ၁၈ရက်နေ့မွန်လယ်၂နာရီ၃၀မိနစ်အချိန်မှာတန်ဖြူစည်မြို့နယ်အတွင်းစခန်းကြီးယူဟာဘက်ကိုအင်းအားနဲ့အဝင်းကျင်နယ်စစ်ကြောင်းထုတ်လာတဲ့အချမ်းမဲ့စစ်ကောင်စီစစ်ကြောင်းကိုတောင်းညိုစစ်ကြောင်းကပထမအချိန် ပျောက် जा ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအလားတူပဲ18ရက်နေ့ညနေ3:00နာရီနဲ့4:00နာရီကြားမှာဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးဒါအပြင်စက်တင်ဘာလ18ရက်နေ့ညနေ4:00နာရီခွဲအချိန်ကမှာရဲတကုံရွာအနီးအယောက်တတိယအကြိမ်ပျောက် जा တိုက်ခိုက်ခဲ့ရာ အချမ်းပါစစ်ကောင်စီတပ်သား9ဦးတိတ်ဆုံးပြီး6ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကစက်တင်ဘာလ18ရက်နေ့ကလည်းရဲတံခွန်ရွာအနီးအရောက်မှာထပ်မံတိုက်ခိုက်ခဲ့ပြီးတော့အချမ်းပါစစ်ကောင်စီတပ်သားထိခိုက်ဒိတ်ဆုံးမှုကိုသိရှိနိုင်ဖို့အတွက်စုံစမ်းနေစေဖြစ်တယ်လို့သိရပါဗျ။တန်ဖြူစီရမျိုးဘက်ကနေတက်လာတာဘဲတက်ကလည်းတော့အတိအကျမသိရသေးဘူး။ အင်းအားကတော့180 200ဝန်းကျင်လောက်ရှိမယ်မနေ့ကလည်းရဲတကုံရွာမှာထပ်ပြီးတော့တိုက်ပွဲဖြစ်သေးတယ်အထီးကိုက်တော့မသိရသေးဘူးလက်ရှိအဲ့ဒီစစ်ခွေးစစ်ကြောင်းကရဲတကုံရွာမှာပဲရှိနေသေးတယ်လို့တောင်ကျိုစစ်ကြောင်းကတာဝန်ရှိသူတူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုများအတွင်းမှာတောင်ကျိုစစ်ကြောင်းကတော်လိုင်းရဲပေါ်ဗျာအထီးကိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့အချမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုနဲ့ဒဏ်ရာရရှိသူများထပ်မံတိုးလာနိုင်တယ်လို့တောင်ကျိုစစ်ကြောင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်မှာရှိတဲ့ရက်ွက်လေးနဲ့ ကြောက်သွေးတောင်ရက်ွက်ကိုစစ်ကောင်စီတပ်များကလင်းရင်နဲ့ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တမလ19ရက်နေ့မနက်7:00နာရီကျော်အချိန်မှာစစ်ကောင်စီရဲ့တိုက်လေရင်များကစိုင်းတောင်မှာရှိတဲ့ရက်ွက်လေးနဲ့ကြောက်သွေးတောင်ရက်ွက်ကိုဘုံများကျဲချသွားတယ်လို့သိရပါတယ်လက်ရှိအချိန်အထိကိုအထူးကဲစည်ရင်မသိရှိရသေးတော့လဲပြည်သူများဟာစေဘေးရှောင်နေရပြီဖြစ်တဲ့အတွက်စိုင်းတောင်နေရာအများစုမှာပြည်သူများမရှိတော့ဘူးလို့သိရပါတယ်အခုလဲချနေကြပါတယ် ဒီမနေ့တဏ္ဍာရီမှာလေရင်နဲ့ဘုံကျဲချတာစိုင်းတောင်ရက်ွက်လေးနဲ့ကြောက်သွေးတောင်ကိုလေရင်နေလာပြီးတော့ကျဲချသွားတာလေရင်နေနဲ့ဘုံကျဲပြီးတော့တိုက်ပွဲပြန်ဖြစ်နေပြီအပြန်လန်ပြစ်နေကြပြီအခုဆိုရင်ဖားကန်စိုင်းတောင်မှာတိုက်ပွဲဖြစ်လာတာ73ရက်ရှိနေပြီလို့ဒေတာသတင်းရင်းမြစ်ကပြောဆိုထားပါတယ်အလားတူပဲစက်တဘာလ18ရက်နေ့ညနေ9:00အချိန်မှာဗမော်မြို့နယ်မြလှည့်ကြီးရွာကိုအချမ်းပါစစ်ကောင်စီတပ်က လေရင်များနဲ့ဘုံများချိတ်ချခဲ့တယ်လို့သိရပါဗါးဘုံချိတ်ချမှုကြောင့်အထိကပြက်စီးမှုအခြေအနေများကိုမသိရှိရသေးတော့လဲစစ်ကောင်စီတပ်ရဲ့စစ်သင်္ဘောများတိုက်ခိုက်ခံရပြီးတဲ့နောက်အခုလိုမျိုးဗမော်မျိုးနယ်အတွင်းမှာစစ်ကောင်စီကလေရင်များနဲ့ဘုံများချိတ်ချနေခြင်းဖြစ်တယ်လို့သိရပါဗါးစစ်သင်္ဘောတွေအထိနာသွားတော့လေချောင်းကနေပြီးတော့မဲမဲမြေယာကိုဘုံချဲနေတဲ့သဘောဖြစ်တယ်လို့ဒေတာသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်ရွာတဲကလေးကျေးရွာကအမျိုးသားအယောက်20ကျော်ကိုစစ်တပ်ကတပ်သားတွေစုဆောင်းမှုအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ16ရက်နေ့မနက်9:00နာရီအချိန်မှာမန္တလေးတိုင်းပြည်ကြီးတခုံမြို့နယ်ရွာတိတ်ကလေးကြီးရွာကအမျိုးသားအယောက်20ကျော်ကိုစစ်တပ်နဲ့ကြီးရွာအုပ်ချုပ်ရေးမှုပူးပေါင်းအဖွဲ့တွေကဝေရောက်ပြီးတော့ပေါ်တာဆွဲပြီးဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ပေါ်တာဆွဲနေတဲ့ကြီးရွာအုပ်ချုပ်ရေးမှုအဖွဲ့တွေမှာကံကြီးကုန်းကြီးရွာအုပ်ချုပ်ရေးမှုတင်မိုးဝင်းနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်ဇော်ဇော်အောင်တို့ကဥဆောင်ပါဝင်နေတယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့အမျိုးသားအယောက်20ကျော်ဟာလူကြီးလူငယ်လူလတ် အသက်အရွယ်ဘောင်းဆောင်ပောင်ဝင်တယ်လို့သိရပါတယ်စက်တဘာလ16ရက်နေ့မနက်9:00နာရီမှာအမျိုးသားအယောက်20တော်ကိုဝင်ဖမ်းသွားပါတယ်ရရလုံးကြုံရေးအတွက်စစ်တင်တယ်တိုက်ရမယ်ဆိုပြီးတော့အကုံလုံးကိုကားပေါ်ဆွဲတင်ပြီးတော့ခေါ်သွားတာလူကြီးလူငယ်လူလက်အကုံခေါ်သွားတာပါဥဆောင်တဲ့သူတွေထဲမှာကံကြီးကုန်းအုပ်ကြီးတင်မုံဝင်းနဲ့ဇော်ဇော်အောင်ပါတယ်တင်မုံဝင်းကကံကြီးကုန်းရွာရွာတက်ကလေးရွာနဲ့ဇီးအုပ်ရွာ300ပေါင်းပြီးတော့အုပ်ကြီးလုံနေတာဇီးအုပ်ကြီးရွာကတန်းထုံးနဲ့ အောင်ကိုလင်းတို့လည်းပါတယ်လို့ပေါ်တာဆွဲခံရတဲ့လူငယ်တအုပ်ရဲ့ဆွေမျိုးတအုပ်ကပြောဆိုထားပါတယ်အလားတူပဲမန္တလေးတိုင်းအမရဘူရမြို့နယ်ရွှေကြက်ရအုပ်စုအတွင်းမှာရှိတဲ့ကြီးရွာနေပြည်သူများဟာစစ်သားစုဆောင်မခံရစေရေးဆိုပြီးအကြောင်းပြကရကြေးအုပ်ချုပ်ရေးမှုများကတအိမ်တောင်ကိုငွေကျပ်သိမ်းနဲ့ချီပြီးတော့တောင်းခံနေကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်အမရဘူရမြို့နယ်ရွှေကြက်ရအုပ်စုအတွင်းမှာဗရမများရက်ကွက်ရွာသိရက်ကွက်ရက်ကန်းတော်ရက်ကွက်ခဝါတော်ရက်ကွက်တပြေတန်းရက်ကွက်စတဲ့ရက်ကွက်၅ခုရှိပြီးတော့ ရကန်းတော့ရက်ကွက်မှာအိမ်တော်စုတစုကိုတသိန်းခွဲရွာသိရက်ကွက်မှာအိမ်တော်စုတစုကိုတသိန်း၂00ဗရမရက်ကွက်မှာတအိမ်တော်ကိုတသိန်း ခေါဝါတော်ရက်ကွာမှာတအိမ်တော်ကို9000စသဖြင့်ကောက်ခံနေတယ်လို့သိရပါတယ်ကျွန်တော်တို့စီမှာစစ်မှုထမ်းလာကောက်နေတယ်ပရမယာရွာတက်ရက်ကန်းတော်ခေါဝါတပြေတန်း9ရွာမှာလာကောက်တာအုတ်ကြီးတွေစေအိမ်မှုတွေကတအိမ်တော်ကိုတသိန်းလာကောက်တယ်အဲ့ဒီတသိန်းကောက်ပြီးတော့6လအတွင်းမှာစစ်သားမစုဆောင်းအောင်လို့စစ်တပ်ကိုလက်ထိုးရမယ်နောက်6လကျရင်လည်းအဲ့ဒီလိုပဲပတ်စံကောက်ပြီးတော့လက်ထိုးရမယ်ဆိုပြီးတော့လာကောက်နေတာ6လတစ်ချိန်ပေးရမယ်ပေါ့အင်ဂျင်နဲတဲ့ရွာကြတော့တသိန်းခွဲအင်ဂျင်များတဲ့ရွာကြတော့တသိန်းအဲ့ဒီလိုမျိုးအမျိုးမျိုးကောက်နေတာတကယ်လို့ပတ်စံမပေးရင် တို့ရွာကိုစစ်သား၂ယောက်ပေးရမယ်အင်ဂျင်20ရှိတဲ့ရွာလဲ၂ယောက်ပေးရမယ်ဆိုပြီးတော့အုပ်ကြီးတွေကချင်းချောင်းနေတာလို့ဒေသနယ်ပြည်သူတို့ကပြောကြားထားပါတယ်ဗရံမြားကြီးရွာမှာအင်ဂျင်100ကျော် ရွာတိကျေးရွာမှာအင်ဂျင်80ကျော်နဲ့ကျန်တဲ့ကျေးရွာများဟာအင်ဂျင်90ဝန်းကျင်သာရှိတဲ့ကျေးရွာများဖြစ်ပြီးတော့ရွှေကြက်ရအုပ်စုအတွင်းမှာရှိတဲ့အုပ်ချုပ်ရေးမှုယာအိမ်မှုစဲအိမ်မှုများဟာအကြမ်းမဲ့စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတော့ပြည်သူလူထုအပေါ်မှာမတရားစက်ကြီးကောက်ပြီးကြီးပွားချမ်းသာနေကြတယ်လို့သိရပါဗျ။ရွှေကြက်ရကအုပ်ကြီးတွေအတွက်ကတော့စီးပွားရေးခွင်ကိုဖြစ်နေတာရွှေကြက်ရကသူတို့အတွက်စားခွင်ကြီးပဲစစ်မှုမထမ်းရအောင်လုပ်ပေးမယ်ဆိုတာကလည်းသူတို့အတွက်ကြံလို့လုပ်နေတာစစ်တပ်ကိုလက်ထိုးတာကတဝက်ဆိုရင်သူတို့ကတဝက်ပဲ အခုရွာသူရွာသားတွေကပတ်စံမပေးနိုင်ဘူးပြောတော့တရွာကိုစစ်သား၂ယောက်ပေးရမယ်ပေါ့အဲ့ဒီလိုမျိုးချင်းချောင်းနေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ